အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ server cross ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အဲဒီနေ့တော့ကျွန်တော်တို့အာ authentication bypass via floor state machine ဆိုတဲ့ဟာလေးကိုကျွန်တော်စမ်းကြည့်ကြမယ်ပေါ့နော် okay ဟုတ်ပြီအဲ့တော့ဒီ lab လေးကကျွန်တော်ဒီ business logic အားနည်းချက် lab လေးတွေတခုပဲအဲ့တော့ဒီ lab လေးမှာဆိုရင်တော့ဗာပြောထားလဲဆိုတော့ this lab make floor assumption about the sequence or event in the login process ဲ့တော့သူ့ရဲ့ login process မှာတဲ့သူက sequence of event နော်သူဒီသွားတဲ့နော်ဒီ flow event မှာပေါ့နော်တစ်ခုပြီးတစ်ခုသူလုပ်တဲ့ event မှာ flow assumption ဆိုတာမှားရင်းပြီးတော့ user ထားတဲ့ assumption တစ်ခုရှိနေတယ်ပေါ့နော်အဲ to solve the lab ဒီ lab ကိုဖြည့်ရှင်းပေးဖို့အတွက်ဆိုရင် the exploit this flow to bypass the lab authentication အဲ့တော့ကျွန်တော်ဒီ lab authentication ကို bypass လုပ်ပြပါလို့ပြောရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအားနည်းချက်ကိုထောက်ပြီးတော့ပေါ့နော်သူ lab ရဲ့ authentication set ရဲ့အပိုင်းကိုကြော်ပြပါလို့ပြောရတယ်ပေါ့အဲ access the admin interface အဲ့တော့ admin interface ကိုရောက်အောင်သွားပါလို့ပြောရဲဆိုတော့ admin interface ကိုရောက်ဝင်ရောက်တည်ကြဖို့အတွက်ကျွန်တော်တို့ carlos ဆိုတဲ့ user ကို delete လုပ်ပြပါလို့ပြောရဲပေါ့နော် okay ဟုတ်ပြီဆိုတော့ဒါသူ့ရဲ့ဒီ lab ကအဓိကရွယ်ချက်ပေါ့အဲ့တော့ကျွန်တော်ဒီမှာ account ပေးထားတဲ့ winner peter ဆိုတဲ့ account လေးအဲ့တော့အဲ့ဒီ account လေးနဲ့ကျွန်တော်အရင်ဆုံးအဲဝင်ကြည့်ကြမယ်ပေါ့နော် okay အဲ့တော့ကျွန်တော် access the lab လေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော် open in a new tab ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ် โอเคအဲ့တော့ကျွန်တော်ရဲ့ traffic တွေအားလုံးကျွန်တော် bus ကနေဖြတ်ပြီးတော့သွားခိုင်းတာရဲ့အဲ့တော့ဒီမှာ traffic တွေတက်လာတာကိုကျွန်တော်အနေနဲ့မြင်ရလိမ့်မယ်ပေါ့နော်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ my account နဲ့ကိုသွားမယ်ကျွန်တော်တို့ account ပေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ winner peter ဆိုတဲ့ account လေးနဲ့ကျွန်တော်ဝင်ကြည့်ကြမယ်ပေါ့နော် winner peter โอเคဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ row ကိုဆက်လက်လုပ်ဝေးပါလို့ပြောရပေါ့နော်ဆိုလိုချင်တာကကျွန်တော်တို့ account ရဲ့ user role ပေါ့เนาะဆိုတော့ admin ဆိုလဲ admin ဒီမှာဆိုတော့2မျိုးပဲရှိတယ်ပေါ့เนาะ user ရဲ့ content author အဲ့တော့ကျွန်တော် user ကို select လုပ်ကြည့်လိုက်မယ် user select လုပ်လိုက်ရင်တော့ကျွန်တော်တို့ target user account တွေပဲရောက်သွားတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ admin နဲ့ပတ်သက်ပြီးတော့ access လုပ်လို့ရတဲ့ tab မျိုးတက်လာတာမျိုးမတွေ့ဘူးပေါ့เนาะတကယ်တည်းကတော့ကျွန်တော်တို့ဒီ site ကနေထားပါတော့ဒီပေါ်ကနေပြီးတော့ကျွန်တော် admin ကိုရိုက်ကြည့်လိုက်မယ်ပေါ့เนาะ โอเคဒီမှာဆိုရင် admin interface ကတဲ့ admin အနေနဲ့ login ဝင်มาပဲကြည့်လို့ရတယ်လို့သူပြောထားတယ်ပေါ့โอเคအဲ့တော့ကျွန်တော်ကြည့်လို့မရသေးဘူးနောက်ပြန်ဆုံးလိုက်မယ်ပြီးွားရင်ကျွန်တော်အကောင့်လေးကိုပြန်သွားမယ်နောက်ထပ် row တစ်ခုကိုပြောင်းပြီးရွေးကြည့်အောင်နောက်ထပ်ဒီ content auditor လာမယ်ဒီ row တစ်ခုရှိသေးတယ်เนาะအဲ့တော့အဲ့ဒါကိုကျွန်တော်တို့သွားပြီးရွေးကြည့်မယ် minor ပြီးဒါဆိုရာလေးထည့်လိုက်မယ်ပြီးကျွန်တော်တို့ login ဝင်လိုက်မယ် โอเคဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်သူက row ကိုရွေးပြပါလို့ပြောရဲကျွန်တော်တို့ဒီ content author ဆိုရဲ row ကိုရွေးလိုက်မယ် select လုပ်လိုက်မယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ရောသူဘာပြောင်းအောင်မလဲပေါ့โอเคဟုတ်ပြီပြီးသွားရင်ကျွန်တော်တို့ဒီအာအောက်ကိုတစ်ချက်ဆွဲကြည့်လိုက်မယ်ဒီမှာတော့ဘာမှတော့မရှိခုနအတိုင်းပဲဘာမှတိတ်မထူပေါ့နော်အဲ့တော့ဒီ row နှစ်ခုကနှစ်ခုလုံးပေါ့နော်ကျွန်တော်တို့ဒီ admin border ကို access လုပ်ခွင့်မရှိဘူးပေါ့နော်ကျွန်တော်အဲ့အလေးကိုတစ်ချက်မြင်ရလိမ့်မယ်နော်အဲ့တော့ ဒီ row တစ်ခုလုံးမှာ permission မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ log out ပြန်လုပ်လိုက်မယ်နော် log out ပြန်လုပ်လိုက်မယ်ပြီးရင် my account ကိုပြန်ရွေးမယ် okay ပြီးကျွန်တော်တို့ရဲ့ traffic တစ်ခုကြီးနေတာကျွန်တော်တို့ဒီ web stream နဲ့တစ်ချက် intercept လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ပထမဆုံးသူ့ရဲ့ဒီ username လေးပေါ့နော်ဒီ winner လေးပေါ့ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာ base ချလိုက်မယ် sorry winner နော် winner ဘီယင် peter နော် โอเคဒါပထမဆုံး traffic ကျွန်တော်မနှိပ်ရသေးဘူးเนาะပထမဆုံး traffic က bin traffic လေးတဲ့โอเค forward လုပ်လိုက်မယ် forward 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 အကုန်လုံးကျွန်တော် forward လုပ်လိုက်เนาะပြီးွားရင် login နေလိုက်မယ်โอเคဒီ login traffic တက်လာပြီအဲ့ဒါချက်ကြည့်ကြည့်အောင် CSRF token ရှိတယ် username password ရှိတယ်โอเคဟုတ်ပြီအဲ့တော့အဲ့လိုကျွန်တော်တို့ဒီ intercept လုပ်မယ် intercept respond to this request ဒီဟောက်ကတော့ bin request ပဲโอเคကျွန်တော်တို့ပို့လိုက်မယ်โอเคပြန်လာ request တစ်ခုတွေ့တယ် bin request 302 form โอเคโอเค โอเคဒီမှာဆိုကျွန်တော် row selector ဆိုရဲဒီ request တွေတခုကျွန်တော်လှမ်းတောင်းတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လမ်းမတောင်းတော့ဘူးလမ်းတောင်းနဲ့ကျွန်တော်တို့ဒီ row ကဘာမှလုပ်လို့မရဘူးပေါ့နော်နှစ်ခုလုံးက admin access မရအောင်အဲ့တော့ကျွန်တော်ဒီ traffic လေးတစ်ခု drop လုပ်လိုက်မယ်โอเคနော် drop လုပ်လိုက်ပြီးလောပြီး channel traffic တွေအားလုံးတော့ကျွန်တော်ဒီတိုင်းလွှတ်ပေးလိုက်တော့မယ်နော် intercept off okay so ခုနကတွေ့လိုက်ရတော့မသိဘူးကျွန်တော်တို့ဒီ password ကိုချိန်ရမယ်ဘာညာသူပြောရဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့အနေနဲ့ error တက်သွားတယ်ဆိုပေမဲ့ကျွန်တော်တို့ ရိုးဆလက်တာကကျွန်တော်တို့ drop low လို့ error တက်သွားတယ်ရိုးဆလက်တာကိုဖျက်ပြီးတော့ home page ကိုပြန်သွားကြည့်လိုက်မယ် okay အဒီမှာဆိုရင်ကျွန်တော်တို့ထူးဆန်းတာတစ်ခုတွေ့ရလိမ့်မယ်ပေါ့နော်အမှန်ဆိုကျွန်တော် row မရွေးလိုက်ဘူးဆိုရင်အကောင့်က login ဝင်လို့မရဘဲနဲ့ပြန်ပြီး log out ဖြစ်သွားမှာဒါပေမဲ့ဒီမှာကကျွန်တော် login ဝင်သွားတယ်ဝင်သွားတဲ့နေရာမှာကျွန်တော်တို့က row မရွေးခဲ့တဲ့အတွက်ကြောင့်ဝင်လာတော့ကျွန်တော်တို့ဒီ winner နဲ့ဝင်လာဖြစ်ပေမဲ့เนาะဒီ row တွေဘာတွေမရွေးတဲ့အတွက်ကြောင့်သူကဘာနဲ့ပြန်ပြီး default ဖြစ်သွားလဲဆိုတော့ admin account နဲ့ default ဖြစ်ပြီးတော့ဝင်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်က ကျွန်တော်တို့ဒီ status set မှာဆိုရင်များသောအားဖြင့်ဒီ admin တို့ root user တို့ဒီမြင့်တဲ့ user တွေကသူက default ပေါ့နော်0ပေါ့ဒါမှမဟုတ်လေပထမဆုံး number ကများသောအားဖြင့် number 1တို့ id 1တို့ကတော့ admin ဖြစ်လေးရှိတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့က role တွေဘာတွေမရေးတဲ့အတွက်ကြောင့် system က user အနေနဲ့ဘာမှမရေးထားတဲ့အတွက်ကြောင့်သူက default နေရာကိုပြန်ပြီးတော့ပို့ပေးလိုက်ဒါပထမဆုံးဟာကိုသူကပြန်ပို့ပေးလိုက်တယ်ပေါ့နော်အဲ့တော့များသောအားဖြင့်ထိဆုံးသွားဟာကဒီ admin user ဖြစ်လေးရှိတယ်ပေါ့နော်အဲ့တော့သူက admin အနေနဲ့ဝင်သွားတာကိုကျွန်တော်တို့မြင်ရတယ်ပေါ့ โอเคအဲ့တော့ admin နဲ့ဝင်သွားတော့ကျွန်တော်တို့မြင်ရပြီဆိုရင်ဘာလို့လို့ရမှာပြီလဲဆိုတော့ဒီမှာဆိုရင် admin panel လေးကိုပါမြင်ရလိမ့်မယ်ပေါ့နော်ဆို admin panel တော့ကျွန်တော်တို့ကြည့်လိုက်မယ်ဒီဟာလေးကအစ်စ်ပါလာတဲ့ features လေးပေါ့နော်အဲဒီမှာဆိုရင် သူပြောတဲ့ carlos user လေးရှိတယ်အဲ့ဒါလေးကျွန်တော် delete လုပ်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော် lab လေးဖြည့်ရှင်းလုပ်ပြီးသွားပြီပေါ့နော်သူကဒီ carlos user လေး delete လုပ်ပြပါလို့ပြောရတော့ကျွန်တော် delete လုပ်ပြလိုက်တယ်ပေါ့အဲ့တော့ဒီ lab လေးရဲ့အဓိက manager ကတော့ကျွန်တော်တို့အနေနဲ့ user ကဝင်တဲ့အခါမှာဒီဒီ row selector ဆိုတဲ့ request လေးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီ request ကို ကျွန်တော်တို့အနေနဲ့ drop လုပ်လိုက်လို့ရတယ်နော်ဆိုအဲ့ဒီ request ကိုကျွန်တော်တို့က drop လုပ်လိုက်ပြီဆိုရင်မဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ကိုဒီသူက system က room ရေးထားရဲ့အတွက်ကြောင့် default user ဖြစ်တဲ့ admin ကိုသူကပြောင်းပြီးတော့ login ပေးဝင်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာသူ manager ရှိတယ်သူက assumption ရ manager ရှိနေတယ်ပေါ့နော် အမှန်ဆိုရင်ကျွန်တော်တို့ဒီ role select မလုပ်ထားလို့ဆိုရင်တခါတည်းဒီ user ကို log out လုပ်ပစ်လိုက်ရပါဒါပေမဲ့သူက log out မလုပ်ဖ ೇನೆ admin နေနဲ့ပေးပြီးတော့ဝင်လိုက်တယ်ပေါ့ နော်โอเคဟုတ်ပြီအဲ့တော့ဒီ level လေးရဲ့ manager ကတော့ဒီ authentication မှာရှိနေတဲ့ဒီ manager လေးပေါ့နော်ဆိုအားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါရစေကျွန်တော်မေးစရာရှိရင်လည်းမေးဝါလို့ရပါတယ်ဗျအဆုံးထိကြည့်ပေးရအတွက်ကျေးဇူးတင်ပါတယ်